ခင်နောက်ပြန်ဆွဲထားတဲ့အပြုတ်မှုတချို့ကအစီချမ်းရမှာများစွာအကျိုးပြုပါလိမ့်ဗျာကိုလေးဘာတွေပြောနေရလဲမသိဘူးဆိုရင်ကျွန်တော်ရှင်းပြအောင်ပါဗျာကျွန်တော်ဒီဘက်ခင်မှာရုပ်ပိုင်းဆိုင်ရာတွေဒီပညာပိုင်းဆိုင်ရာတွေတိုးတက်လာတဲ့အမြတ်ကျွန်တော်ရဲ့နေစဉ်ဘဝမှာခန္ဓာကိုယ်လှုပ်ရှားမှုတွေအတွက်ကိုအခွင့်အရေးတွေနေပါလာကြပါလိမ့်ဗျာအချိန်ခက်ခဲကြောင့်တော်တော်အခြားအခြားသောအခက်ခဲကြောင့်တော်တော်လူတွေကအခြေကုန်တက်တာစီမဲ့နီးလူတက်တာစီမဲ့နီးလမ်းတွေကိုအတုံးပြူလာတတ်ကြပါဗျ။မြင်သာအောင်ပြောရင်ဘုရားကိုသွားတဲ့အခါဆက်လီကောင်းနဲ့ရိုးလီကောင်းရှင်ထားတတ်ကြတယ် ဆက်လေကားတွေတက်လေကားတွေပေါ်မှာပဲလူတွေများပြီးတော့ရိုးလေကားမှာတက်တဲ့လူတွေနေသွားကြတယ်ဒါကတပိုင်းအရင်ကဆိုကျွန်တော်တို့ကိုနားဒီနားသွားမယ်ဆိုရင်လမ်းလျှောက်သွားလိုက်ကြတယ်နည်းနည်းလေးလှမ်းမှဆွဲလေးနဲ့သွားကြတယ်ဟုတ်တော့အခုတော့လိုမလိုတော့ဘူးကိုနားဒီနားပြပြဘယ်နားပြပြသွားပြီဆိုရင်ဆိုင်ကယ်လေးတွေကားလေးနဲ့သွားကြတယ်တက္ကစီလေးတွေခါသွားကြတယ်မီနီအိုးလေးတွေခါသွားကြတယ်စပိန်စီးရတာမှ KSP ဒီဘိုက်လေးတွေဘက်ထရီဘိန်းလေးတွေနဲ့သွားတော့ကြတယ် ဒါတွေကကျွန်တော်တို့လှူရှားမှုအတွက်အခွင့်အရေးတွေနည်းပါးလာခြင်းရဲ့အကြောင်းတစ်စိတ်တစ်ပိုင်းလို့ဖြစ်ပါတယ်ဗျ။အခုနောက်ပိုင်းမှာဖုန်းတွေပေါ်လာပြီးနည်းပညာတွေအရင်တိုးတက်လာတော့အိမ်မာနေမဲ့တထိုင်နဲ့ဖုန်းနဲ့လှူလို့လို့ရတယ်။အိမ်မာနေမဲ့ထိုင်ရက်ပဲဖုန်းနဲ့ဈေးဝယ်လို့ရလာတယ်။အိမ်မာနေမဲ့ထိုင်ရက်နဲ့ပဲဖုန်းနဲ့လည်းအစားအသောက်ပြီးမာယူစားတော့လို့ရလာပါတယ်ဗျ။ဒီလိုနည်းပညာတွေတိုးတက်လာတာရဲ့တစ်ဖက်မှာ လူတွေကလှုပ်ရှားဖို့အခွင့်အရေးတွေနဲ့ပါလာတဲ့ lifestyle တစ်ခုမှမတိမသားလေးအသားကျလာတတ်ပါတယ်ပဲကျွန်တော်တို့ကအစီချနေသူဝိချနေသူဆိုရင်လက်ကျင်ခံပြီးအစားအသောက်တွေအပြင် active lifestyle ချွာလေးကလည်းစိတ်တပိုင်းမှာအထောက်အကူပြုနေတာဖြစ်ပါတယ်ပဲအာဒါဆိုကိုလူလေးခင်ဗျာကျွန်တော်တို့လက်လျှောက်ခိုင်းနေရလားစပိန်နေနေခိုင်းနေရလားယူလီကနေအတက်ဆင်းလှုပ်ခိုင်းနေရလားဆိုရင်တော့မိမိရဲ့အခြေအနေနဲ့အချိန်ပေါင်းပေါင်းပြီးပြီးတော့တက်နိုင်ကြများလေးလှုပ်လှုပ်ရှားရှားနေပြီးကိုကျွန်တော်အကြံပြုချင်တာဖြစ်ပါတယ်ဗျာ ောက်လဲဆိုတော့ကျမ်းမာခြင်းရဲ့တမှုကိုမကျမ်းမာတော့မှမြင်နိုင်တာမှုလို့ဖြစ်ပါတယ်ဗျ။ဒီလိုလေးကမိတ်ဆွေတဲ့အကျိုးရှိမှကျွန်တော်ပြောနေပါတယ်။ကျွန်တော်ကတော့ကိုလူလေးပါ။ပေါင်း100ကျော်တဲ့လူနေအလုံများလို့လေ့ကျင့်ခန်းအတွက်အချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မာနေရင်ပြန်လဲကျမ်းမာလာစေခဲ့တဲ့ rehab system နဲ့ကိုညီနီးပြပေးနေတဲ့ fellows guide တယောက်ဖြစ်ပါတယ်ဗျ။